ရာဖျားမိန်တော်မူသည်ကားတဲ့ငါ့ဤအကျံစီသည်တင်တို့ဤအကျံစီနဲ့မတူငါ့ဤအကျင့်သည်လည်းတင်တို့ဤအကျင့်နဲ့မတူလို့ပြောတယ်တထွာတမိုင်းလောက်ပဲကြိုပြီးတော့မှမြင်တတ်တဲ့ယုံကြည်သူတွေရဲ့စဉ်းစားမှုအတွေးခေါ်အုံနောက်အပိုင်းချလောက်လေးနဲ့ဖျားသခင်ရဲ့အကျံစီကြီးမားတဲ့အကျံစီ plan တစ်ခုလုံးကိုခြုံပြီးတော့ကျွန်တော်တို့နားမလည်နိုင်တာကမထူးဆန်းပါဘူးဖျားကိုကျွန်တော်တို့လုတ်ပေးစေခြင်းနဲ့စီစဉ်ပေးစေခြင်းနဲ့လမ်းဖွင့်ပေးစေခြင်းနဲ့အဲ့တော့အာနာစက်တွေမတရားတဲ့အာနာစက်တွေကိုလည်းဖယ်ရှားပေးစေခြင်းနဲ့ ဒါပေမဲ့ကျွန်တော်တို့မျောနေတဲ့ပုံစံမျိုးနဲ့မဖြစ်လာတဲ့အခါမှာကျွန်တော်တို့ရဲ့အထဲမှာတန်တရားဖြစ်လာသလားဆိုတဲ့ဥစ္စာကဒီနေ့ကျွန်တော်တို့အတွက်အမတန်ကြီးမားတဲ့အန္တရာယ်တစ်ခု ဖြစ်လာတယ်။ရှမာသက်ခရုရဲ့အခန်းကြီး7အငယ်2ကနေပြီးတော့မှ6ထိဖြစ်ပါတယ်။ခရစ်တော်ပြုတော်မူသောအမှုတို့ကိုယောဟန်သည်ထောင်ထဲမှကြားသောအခါမိမိတပည့်နှစ်ယောက်ကိုဆေးလွှတ်၍ကိုတော်သည်ကြွလာတော်သူမှန်သလားသို့မဟုတ်အခြားသောသူကိုမျှော်လင့်ရပါမည်လို့ဟုမေးလျှောက်စေ၏။ ်ယေရှုကလည်းသင်တို့သည်ကြားရသမျှမြင်ရသမျှတို့ကိုတွား၍ယောဟန်အားကြားလျှောက်ကြလော့မျက်စိကန်းသောသူတို့သည်မျက်စိမြင်ရကြ၏ချေမဆွမ်းသောသူတို့သည်လှမ်းသွားရကြ၏နူနာဆွဲသောသူတို့သည်တန့်ရှင်းခြင်းတို့ရောက်ရကြ၏နားပင်သောသူတို့သည် နားကြရကြ၏သိသောသူတို့သည်ထားမြောက်ခြင်းတို့ရောက်ရကြ၏စင်ရသားတို့သည်လည်းဝမ်းမြောက်စရာတည်ငြိမ်ကိုကြားရကြ၏ငါကြောင့်စိတ်မပြတ်သောသူသည်မင်္ဂလာရှိ၏ဟုပြန်ပြောတော်မူ၏ဖတ်သွားတဲ့နှုတ်ကပတော်မှာဗတ္တိဇံဆရာယောဟန်ရဲ့အကြောင်းကိုကျွန်တော်တို့တွေ့ရတယ် ဲ့တော့ဗတ္တိဇံဆရာယောဟန်ဒီဟေရိုမင်းကိုတွားပြီးတော့မှအပြစ်ဖော်ပြတဲ့အမှုနဲ့ပတ်သက်ပြီးတော့မှ သူကထောင်သွင်းအကျဉ်းချခံထားတဲ့အခြေအနေကိုကျွန်တော်တို့တွေ့ရတယ်။အဲ့တော့ဗတ္တိဇံဆရာယောဟန်ရဲ့အသက်တာထဲမှာသူကထောင်ထဲရောက်နေပေမဲ့ထောင်ထဲကနေပြီးတော့မှသခင်ယေရှုခရစ်တော်ရဲ့အကြောင်းကို သူက ထောင်ထဲကနေပြီးတော့မှနားစွန့်နေတယ်ဆိုတဲ့အခြေအနေလို့ကျွန်တော်တို့တွေ့ရတယ်။အဲ့တော့ဗတ္တိဇံဆရာယောဟန်အပါအဝင် အဲ့ဒီအချိန်ကာလမှာယူဒလူမျိုးတွေသည်ယောမအင်ပါယာရဲ့လက်အောက်မှာရောက်နေတဲ့အချိန်ဖြစ်တဲ့အခါမှာဒီယောမအင်ပါယာကို ပြန်လည်ပြီးတော့မှသူတို့ဒီသူတို့ရဲ့လက်အောက်ကနေပြီးတော့မှရုပ်ထွက်လွတ်မြောက်ခြင်းနဲ့စိတ်ကသူတို့မှာအပြစ်ရှိထားတယ်ဆိုတော့နောက်ခံအခြေအနေလေးကိုကျွန်တော်တို့နားလည်ရတယ်။အဲ့တော့ယူဒလူမျိုးတွေရဲ့နှလုံးသားထဲမှာဓမ္မဟောင်းခေတ်ကာလအချိန်ကလေးကနေစပြီးတော့မှ ယေရှုခရစ်တော်လောကကိုမကြွဆင်းလာခင်အနှစ်900လောက်ကြိုပြီးတော့မှကြွဆင်းလာမဲ့မေရှိယကိုသူတို့ဘိုးဘွားပြည်ပင်းနဲ့လက်ထက်ကလေးကနေပြီးတော့မှသူတို့တောက်လျှောက်သူတို့မျောလင်းနေခဲ့တာဖြစ်တယ်။အဲတော့ယေရှုခရစ်တော်ကိုသူတို့မျောလင်းတဲ့အခါမှာကြွလာမဲ့မေရှိယသည်ကြွလာမဲ့မေရှိယအရှင်ကသူတို့ကိုရောမအင်ပါယာရဲ့လက်အောက်ထဲကနေပြီးတော့မှလွတ်မြောက်ရခြင်းအခွင့်ကိုလုတ်ပေးဖို့အတွက်ဒါဥဆောင်ပေးမယ်သူတို့ယူဒလူမျိုးတွေအတွက်အေသေလနိုင်ငံတော်ကိုတည်ထောင်ပေးမယ်လို့ သူတို့မျောလင့်နေတဲ့အချိန်ကာလလည်းဖြစ်တယ်။ဆိုတော့ဗတ္တိဇံဆရာယောဟန်အနေနဲ့လည်းသခင်ယေရှုခရစ်တော်နဲ့ပတ်သက်ပြီးတော့မှသူ့ရဲ့အထဲမှာသူ့ရဲ့မျောလင့်ချက်ကယေရှုခရစ်တော်သည်သူတို့မျောလင့်ထားတဲ့ပုံစံ ရှိတဲ့အတိုင်းဒီရောမအင်ပါယာရဲ့ရောမတွေရဲ့အုပ်ဆိုးမှုအောက်ကနေပြီးတော့မှ ရုံးထွက်လွတ်မြောက်နိုင်ဖို့အတွက်ဒါတစ်ဖက်ကနေပြီးတော့မှတကိုးတွေပြပြီးတော့မှ အစွမ်းတွေပြပြီးတော့မှ လွတ်မြောက်ဖို့အတွက်လှုပ်ဆောင်ပေးမယ်လို့တထစ်ချယုံကြည်မျှော်လင့်ထားပုံလည်းရပါတယ်။ဒါပေမဲ့ထောင်ထဲရောက်သွားတဲ့ဗတ္တိဇံဆရာယောဟန်သည်သခင်ယေရှုခရစ်တော်ရဲ့တည်င်းကိုသူနားဆွင့်နေတဲ့အခါမှာသူတို့မျှော်နေတဲ့ပုံစံမျိုးဖြစ်မလာတဲ့အခြေအနေတစ်ခုမှာသူ့မှာမေးခွန်းထုတ်ဆရာဖြစ်လာတယ်။အဲ့တော့ခရစ်တော်ပြုတော်မူသောအမှုတော်ကိုတဲ့ယောဟန်သည်ထောင်ထဲမှာကြားသောအခါမိမိတပည့်နှစ်ယောက်ကိုဆေလွတ်ပြီးတော့မှကိုတော်သည်ကြွလာတော်သူမှန်သလော သို့မဟုတ်အခြားသောသူကိုမျှော်လင့်ရပါမည်လို့ဟုမေးလျှောက်စေတယ်လို့ပြောတဲ့အခါမှာကိုရောဟာတကယ်ပဲကျွန်တော်တို့မျှော်လင့်နေတဲ့မေရှိယအရှင်ဟုတ်ကောဟုတ်ရဲ့လားကိုရောဟာခရစ်တော်ကိုဟုတ်ရောဟုတ်ရဲ့လားဒါမှမဟုတ်ကိုရောဟာခရစ်တော်မဟုတ်ဘူးဆိုလို့ရှိရင်တခြားခရစ်တော်ကိုတခြားမေရှိယကိုကျွန်တော်တို့မျှော်လင့်ရမလားဆိုတဲ့စိတ်နှခွဖြစ်တဲ့တန်တရားစိတ်နဲ့သူကသူ့တပည့်နှစ်ယောက်ကိုတွားပြီးတော့မှသခင်ယေရှုခရစ်တော်စီကိုတွားမေးခိုင်းပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့တက်တာထဲမှာယုံကြည်သူခရိယန်ရဲ့အတ္တတာထဲမှာ ထိုနည်း၎င်းဗတ္တိဇံဆရာယောဟန်ကဲ့သို့ကျွန်တော်တို့ခံစားရတဲ့အခြေအနေရှိတယ်။ဖယားနဲ့ပတ်သက်ပြီးတော့မှဒီနေ့ဖယားသားသမီးဖြစ်လာတဲ့အခါမှာဖယားနဲ့ပတ်သက်ပြီးတော့မှဖယားကသူလှောက်ဆောင်ပေးသွားမယ့်အရာတွေကျွန်တော်ကျမတို့တဦးချင်းစီတိုင်းရဲ့အသက်တာတည်တည်အတွက်တော့လည်းကောင်းမိသားစုဘဝရှိရေးအတွက်တော့လည်းကောင်းကျွန်တော်တို့တိုင်းရင်ပြည်ရေးကျွန်တော်တိုင်းနိုင်ငံအခြေအနေအတွက်တော့လည်းကောင်းဖယားကအကောင်းဆုံးလှုပ်ပေးသွားမယ်လို့ကျွန်တော်တို့တစ်ဖက်ကနေပြီးတော့မှဂရုတော်တွေစွဲကင်ပြီးတော့မှမျှော်လင့်နေမိမယ် တကယ်နဲ့တွေ့ဖြစ်လာတဲ့အခြေအနေတွေကကျွန်တော်တို့မျှော်လင့်တဲ့ပုံစံနဲ့တထက်ထဲမှာကျလာတဲ့အခါမှာလူကအထဲမှာတန်တရားစိတ်ဝင်လာတယ်။ကဘာဦးကနေစပြီးတော့မှဒီနေ့အချိန်ကာလအထိနှစ်ပေါင်း6000ကာလတလျှောက်လုံးမှာလူတွေရဲ့အသက်တာထဲမှာစာတန်ရဲ့အဓိကအထူးရောက်ဆုံးလက်လက်သည်တန်တရားစိတ်ဖြစ်တယ်။ဒီနေ့အသက်ရှင်တဲ့ဖရာကိုကိုးစားနေပါရဲ့နဲ့အဲ့ဒီဖရာရဲ့လှုပ်ဆောင်မှုမှာတန်တရားစိတ်ဖြစ်လာအောင်ကျွန်တော်ရဲ့အထဲမှာ အဲ့ဒီတန်တရားစိတ်ကိုစာရန်သည်ထဲ့သွင်းပေးတတ်ပါတယ်ဗတ္တိဇံဆရာယောဟန်နေနဲ့သူ့ရဲ့အခြေအနေတခုကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဗတ္တိဇံဆရာယောဟန်သည်ယေရှုခရစ်တော်ကိုသူသိလာတာကမန္တတနေရာမှာမဟုတ်ဘူးအဲ့တော့သူတို့ဒါလောကသွေးသားတော်ဆတ်မှုနဲ့ကြည့်မယ်ဆိုလို့ရှိရင်ယေရှုခရစ်တော်နဲ့အမျိုးနီးစပ်တယ်လို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့မေရမာရိနဲ့ဗတ္တိဇံဆရာယောဟန်ရဲ့မိခင်ဖြစ်တဲ့အဲလိဇဘက်သည်ညီမတွေဖြစ်တယ် ဲ့တော့တခင်ယေရှုခရစ်တော်နဲ့ဗတ္တိဇံဆရာယောဟန်ဒီပြောရရင်အသက်အရွယ်အဖြစ်ကြည့်မယ်ဆိုလို့ရှိရင်လေ6လပဲกว่าတယ်အဲ့တော့ဆွေမျိုးနီးစပ်တယ်လို့လည်းသွေးသားတော်ဆက်မှုအဖြစ်လည်းတစ်ဖက်ကနေပြီးတော့မှကျွန်တော်တို့နားလည်စရာရှိတယ်ဆိုတော့သူကိုယ်တိုင်ကတည်တည်ချာချာယေရှုခရစ်တော်ဟာဘယ်လိုပုံကိုမျိုးဖြစ်တယ်ဆိုတာကဗတ္တိဇံဆရာယောဟန်ရဲ့အသက်တာထဲမှာသူရှင်းရှင်းလင်းလင်းသူနားလည်ထားပြီးသားရှင်ယောဟန်ခရစ်ဝင်အခန်းကြီး1အငယ်29 30မှာဆိုလို့ရှိရင် ။သခင်ယေရှုခရစ်တော်ကြွလာတဲ့ဥစ္စာကိုသူ့တပည့်တွေကိုဗတ္တိဇံဆရာကနေပြီးဟိုမှာသူကမိတ်ဆက်ပေးတဲ့ဥစ္စာကိုတွေ့တယ်။တွေ့ရတယ်။အဲ့တော့ဤလောကကြီးအဖြစ်ကိုဆောင်းသွားသောသူတငယ်ကိုကြည့်ရှုလို့ဆိုပြီးတော့မှသူကိုယ်တိုင်မဲ့သူ့တပည့်တွေကိုသူကိုယ်တိုင်မိတ်ဆက်ပေးတာ။ဒီလောကရဲ့အဖြစ်တွေအားလုံးကိုယူတင်ဝတ်ဆောင်သွားမယ်တိုးတင်ငယ်ဆိုတာသူပဲဆိုပြီးတော့မှဒါဗတ္တိဇံဆရာကိုတိုင်ကတေးသေးချာချာသူမိတ်ဆက်ထားပြီးသားရှင်မသက်ခရစ်ဝင်ထဲမှာပဲအခန်းကြီး၃အငယ်၁၁မှာဆိုလို့ရှိရင်လေငါသည်တဲ့နောင်နာအဖို့အလို့ငါတင်တို့ကိုယင်းနေဗတ္တိဇံပေး၏ ငါနောက်ကြွလာတော်သူသည်ငါထက်တက်ဆွမ်းနိုင်၏ထိုသူ၏ခြေနှင်းတော်ကိုမြဆောင်ကြီးကငါမထိုက်ထိုသူသည်တန်ရှင်သောဝိညာဉ်တော်နှင့်လကောင်းမိနှင့်လကောင်းတင်းတို့ကိုဗတ္တိဇံပေးမိလက်တော်တွင်သကောပါလျက်မိမိကောက်နှင့်တလင်းကိုရှင်းလင်းစေသည်ဖြင့်မိမိဂျုံစပားကိုကြည်၌စုသိမ့်တွင်း၍အဖျင်းကိုမငိမ့်နိုင်သောမိနှင့်ရှုလက်တက်ဟုယောဟန်ဟောပြော၏လို့ပြောတယ်သူရဲ့ဟောပြောမှုသူရဲ့တိကျွမ်းမှုအရာအလုံးကိုကြည့်မယ်ဆိုလို့ရှိရင် ်ယေရှုခရစ်တော်နဲ့ပတ်သက်ပြီးတော့မှ तू အားလုံး तू တည်တည်ချာချာ तू တည်ထားပြီးသားပုဂ္ဂိုလ်တယောက်ဖြစ်တယ်။ဒါပေမဲ့ခုနပြောသလိုထောင်ထဲရောက်သွားတဲ့အခါမှာထောင်ထဲကနေပြီးတော့မှ तू မျော်လင့်တဲ့ပုံစံတစ်ခုနဲ့အပြင်မှာရှိနေတဲ့သခင်ယေရှုရဲ့လှုပ်ဆောင်နေတဲ့အရာတွေကတခြားစီ ဖြစ်လာတယ်။အဲ့တော့သူတို့မျော်လင့်သလိုယူဒလူမျိုးတွေမျော်လင့်သလိုယောမအင်ပါယာကနေပြီးတော့မှရုံထွက်လွတ်မြောက်ဖို့အတွက်သူတို့ကိုကယ်နှုတ်မဲ့အရှင်လို့သူတို့မျော်လင့်ထားတာဖြစ်ပေမဲ့အဲ့ဒီအခြေအနေတစ်ခုမှာယေရှုခရစ်တော်သည် နှုတ်ကပတ်တော်ဝေးငါတယ်မေတ္တာအကြောင်းကိုပြောတယ်ပါတဖက်ရိုက်တဲ့လူနောက်ပါတဖက်ပေးဖို့ပြောတယ်တတိုင်းအနိုင်အထက်စေခိုင်းတဲ့လူကိုနှစ်တိုင်းရှောက်ပေးဖို့အတွက်တုံတင်တယ်အဲ့တော့နမိတ်လက္ခဏာတွေပြတယ်တေတဲ့သူပြန်ရှင်စေတယ်ဆိုတော့အဲ့လိုအခြေအနေမျိုးတွေလောက်ဆောင်လာတဲ့အခါမှာထောင်ထဲကနေပြီးတော့မှဗတ္တိဇံဆရာယောဟန်နေနဲ့ဘယ်လို့မှသူနားမလည်နိုင်တော့ဘူးဘယ်လို့မှသူသဘောမပေါက်နိုင်တော့ဘူးအဲ့တော့သူတေးသေးချာချာသိထားတဲ့ယေရှုခရစ်တော်သည် ဒီဒီအရာတွေနဲ့ပဲအချိန်ကုန်ပြီးတော့မှဒီလိုပုံစံမျိုးနဲ့ပဲဘယ်လောက်ထိသွားနိုင်အောင်မလဲဆိုတော့ဥစားကသူ့ရဲ့အထဲမှာတန်တရားဖြစ်လာတယ်။ဒီနေ့ယုံကြည်သူရဲ့အသက်တာထဲမှာဗတ္တိဇံဆရာယောဟန်ကဲ့သို့ယေရှုခရစ်တော်သည်ဘယ်သူပဲဝါဖြစ်တယ်ဆိုတဲ့ဥစားကိုကျွန်တော်တို့ကတည်တည်ချာချာနားလည်လက်ခံထားပြီးသားသူတွေပဲဖြစ်တယ်။အဲ့တော့ဖျားသခင်ရဲ့တားတော်ဖြစ်တဲ့ယေရှုခရစ်တော်ကိုကျွန်တော်တို့ရဲ့ကယ်တင်ရှင်ဖြစ်ကျွန်တော်တို့ယုံကြည်လက်ခံပြီးတော့မှဖျားသားသမီးဖြစ်လာတဲ့အခြေအနေစပြီးတော့မှ ျွန်တော်တို့အလိုတော်ကိုဝန်ခံမှုလဲကျွန်တော်တို့စိတ်ပိုင်းဖြတ်ထားတာရှိတယ်အဲ့တော့ကျွန်တော်တို့မျှော်လင့်တဲ့အရာတွေလည်းရှိတယ်အဲ့တော့ကျွန်တော်တို့မျှော်လင့်တဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့လိုချင်တဲ့အတိုင်းအတာကျွန်တော်တို့လိုချင်တဲ့ပုံစံမျိုးနဲ့ဖယားကအလုတ်မလုတ်လာတဲ့အခါမှာလူကအထဲမှာတန်တရားဖြစ်လာတတ်ပါတယ်အဲ့ဒီတန်တရားစိတ်သည်စာရန်ထည့်ပေးတဲ့တန်တရားဖြစ်တယ်ဒီနေ့ဖယားရဲ့လှုပ်ဆောင်နိုင်မှုဖယားရဲ့တတ်ဆွမ်းနိုင်မှုဖယားရှင်ရဲ့မြစ်တာဖယားရှင်ရဲ့ဂယုနာ အဲ့ဒီအရာတွေပေါ်မှာဟုတ်ကောဟုတ်ရဲ့လားဆိုတဲ့တန်တရားကဝင်လာရင်တဖန်ပြန်လဲပြီးတော့မှကျွန်တော်တို့အသက်တာတွေပြန်လဲပြီးတော့မှကျွန်တော်တို့နားလဲเสียရှိတယ်ပြန်လဲပြီးတော့မှကျွန်တော်တို့ဆင်ခြင်เสียလဲရှိပါတယ်ဒါကြောင့်မို့လို့ဘုရားသခင်ကဒီလိုပြောတယ်ဟေရှေယအနာဂတိကျမ်းအခန်းကြီး55အငယ်ရှစ်မှာထာဝရဘုရားမိန်တော်မူသည်ကတဲ့ငါ့ရဲ့အကြံစီသည်တင်တို့ရဲ့အကြံစီနဲ့မတူငါ့ရဲ့အကျင့်သည်လည်းတင်တို့ရဲ့အကျင့်နဲ့မတူလို့ပြောတယ်တထွာတမိုက်လောက်ပဲကြိုပြီးတော့မှမြင်တတ်တဲ့ကျွန်တော်တို့လောကသားတွေရဲ့ ယုံကြည်သူတွေရဲ့စဉ်းစားမှုအတွေးခေါ်အုံနောက်အပိုင်းချလောက်လေးနဲ့ဖျားသခင်ရဲ့အကြံစီကြီးမားတဲ့အကြံစီ plan တစ်ခုလုံးကိုခြုံပြီးတော့ကျွန်တော်တို့နားမလည်နိုင်တာကမထူးဆန်းပါဘူးဒီနေ့ဖြစ်နေတဲ့အခြေအနေတွေကျွန်တော်တို့နားမလည်ဘူးဗတ္တိဇံဆရာအချင်းဗတ္တိဇံဆရာယောဟန်ရဲ့အခြေအနေကဲ့သို့ပဲကျွန်တော်တို့လည်းကျွန်တော်မျှော်လင့်တဲ့ပုံစံမျိုးနဲ့ဖျားကိုကျွန်တော်တို့လှုပ်ပေးစေခြင်းနဲ့စီစဉ်ပေးစေခြင်းနဲ့လမ်းဖွင့်ပေးစေခြင်းနဲ့အဲ့တော့အာနာဇက်တွေမတရားတဲ့အာနာဇက်တွေကိုလည်းဖယ်ရှားပေးစေခြင်းနဲ့ ဒါပေမဲ့ကျွန်တော်တို့မျောနေတဲ့ပုံစံမျိုးနဲ့မဖြစ်လာတဲ့အခါမှာကျွန်တော်တို့ရဲ့အထင်းမှာတန်တရားဖြစ်လာသလားဆိုတဲ့ဥစ္စာကဒီနေ့ကျွန်တော်တို့အတွက်အမတန်ကြီးမားတဲ့အန္တရာယ်တစ်ခု ဖြစ်လာတယ်။အဲ့တော့ဗတ္တိဇံဆရာယောဟန်ကသခင်ယေရှုခရစ်တော်ကိုမေးခိုင်းတဲ့အခါမှာကိုတော်စီကြွလာတော်သူမှန်တယ်လို့တို့မို့အခြားတော်သူကိုမျောနေရပါမည်လို့ဟုမေးလျှောက်စေ၏။သခင်ယေရှုဘလို့ပြန်ဖြေလဲဆိုတော့ယေရှုကလည်းသင်တို့သည်ကြားရသမျှမြင်ရသမျှတို့ကိုတွား၍ယောဟန်အားကြားလျှောက်ကြလော့မျက်စိကန်းသောသူတို့သည်မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည်လှမ်းသွားရကြ၏။နူနာဆွဲသောသူတို့သည်တန်ရှင်းခြင်းတို့ရောက်ရကြ၏။နားပင်သောသူတို့သည်နားကြရကြ၏။သေသောသူတို့သည်ထမြောက်ခြင်းတို့ရောက်ရကြ၏။ဆင်းရဲသားတို့သည်လည်းဝမ်းမြောက်စရာတည်င်းကိုကြားကြ၏။ငါကြောင့်စိတ်မပြတ်သောသူသည်မင်္ဂလာရှိတယ်။ယေရှုခရစ်တော်ကမှန်တယ်။မင်းတို့မျှော်နေတဲ့မေရှိယဆိုတာငါပဲလို့တိုက်ရိုက်သူမပြောဘူး။ဓမ္မဟောင်းကျမ်းစာထဲမှာဟေရှေယအနာဂတ်ကျမ်းအခန်းကြီး26ထဲကကြိုတင်ပြီးတော့မှကြွလာမဲ့ကယ်တင်ရှင်မေရှိယမဲ့ तू လှောက်ဆောင်သွားမဲ့အရာတွေကို तू တစ်ခုပြီးတစ်ခု အခုငါရောက်လာတဲ့အခါမှာတဲ့မျက်စိကန်းတဲ့သူတွေမျက်စိမြင်ရပြီခြေမစွမ်းတဲ့သူတွေလှမ်းသွားရပြီနူနာဆွဲသောသူတို့ဒီတန်ရှင်းခြင်းကိုရောက်ရကြပြီနားပင်းတဲ့လူတွေနားကြားကြပြီတိတ်တော့သူတွေထမြောက်ကြပြီဆင်းရဲသားတွေအတွက်ဝမ်းမြောက်စရာတည်တယ်သူတို့ကြားပြီအဲ့တော့မေရှိယလှောက်ဆောင်သွားမဲ့အရာတွေအားလုံးကိုအခုငါလှုပ်နေတယ်ဆိုကြတဲ့ကူက သူဟာကြွလာတော့မေရှိယအစစ်အမှန်ဖြစ်တယ်ဆိုတဲ့ဥစ္စာကိုပြန်ပြီးတော့မှဗတိဇံဆရာယောဟန်ရဲ့တပည့်နှစ်ယောက်ကိုသူပြန်ပြောခိုင်းတဲ့ဥစ္စာကိုကျွန်တော်တို့တွေ့ရတယ်။ဒီနေ့အသက်တာထဲမှာကျွန်တော်တို့ပြန်ပြီးတော့မှသုံးသပ်တဲ့အခါမှာကိုရော်ဒီတကယ်ပဲကျွန်တော်တို့မျှော်လင့်တဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့လိုချင်တဲ့အတိုင်းအတာနဲ့ကိုရော်အလုပ်မလုပ်လာတဲ့အခါမှာအထက်မှာဘာကြောင့်များဒီလိုဖြစ်တယ်လဲဘုရားသခင်ဘာလုပ်နေလဲဘုရားသခင်ရဲ့ plan ကဘာလဲလို့တို့လို့တို့လို့ကျွန်တော်တို့တန်တရားစိတ်တွေဖြစ်လာတဲ့အခါမှာဒီနေ့အသက်တာထက်ရှောက်လုံးမှာ ကိုတော်ပြုသောအမှုတွေကိုကျွန်တော်တို့ပြန်ပြီးတော့မှကျွန်တော်တို့တောင်းတကြည့်အောင်အဲ့တော့ကျွန်တော်တို့ခံစားရတဲ့ကောင်းကြီးမင်္ဂလာတွေနဲ့ကျွန်တော်တို့ကြုံတွေ့ရတဲ့ခက်ခဲမှုတွေနဲ့ဟိုဘက်ဒီဘက်ချိန်ဝင်ထဲမှာကျွန်တော်ထည့်ချိန်မယ်ဆိုလို့ရှိရင်တကယ်တော့ကျွန်တော်တို့နဲ့မထိုက်မတန်တော့အောင်ကိုတို့ရဲ့ကောင်းမြတ်ခြင်းကိုတို့ရဲ့ကျေးဇူးမေတ္တာကွင်းတော်တို့ ဒီနေ့လောကအသက်ရှင်စဉ်ကာလတာမကပဲနဲ့လောကီရေးရတာမကပဲနဲ့လောကုတ်တရားဖြစ်တဲ့ထာဝရကာလအတွက်ပါလုံလောက်တဲ့ဂျေဇုတော်သည်ကျွန်တော်တို့ပြန်ပြီးတော့မှဒစိမ့်စိမ့်နဲ့ပြန်စင်စားပြီးတော့ဆင်ခြင်မယ်ဆိုလို့ရှိရင်ရေတွက်ချီးမွမ်းလို့မကုန်ပါဘူးအခက်ခဲတွေမရှိဘူးမဟုတ်ဘူးရှိတယ်ဒါပေမဲ့အဲ့ဒီအခက်ခဲတွေကြားထဲမှာကိုတို့ရဲ့အကြံစီကကျွန်တော်တို့အကျိုးနည်းဖို့မဟုတ်ဘဲနဲ့သူကပဲသူ့ရဲ့အကြံစီတိုင်းသူအလောက်လောက်နေတယ်ဆိုတဲ့ဥစ္စာကို ကျွန်တော်တို့စဉ်းစားတတ်ဖို့အရေးကြီးပါတယ် ဗတ္တိဇံဆရာယောဟန်နဲ့တကွယူဒလူမျိုးတွေလိုချင်နေတဲ့ပုံစံအတိုင်းဖယားကအလုတ်လုတ်နေတာမဟုတ်ဘဲနဲ့ဖယားကသူ့ရဲ့အလိုတော်အကြံစီတော်ကျေးဇူးတော်အတိုင်းသူကအလုတ်လုတ်နေတာဖြစ်တဲ့အတွက်ဒီနေ့သင်တဲ့ကျွန်တော်ရဲ့အသက်တာထဲမှာလည်းလက်တလုံးအခြေအနေတစ်ခုမှာငွေရေးအခြေအနေရှုပ်ထွေးမှုတွေကျွန်တော်တို့ဖိနှိပ်ခံရတဲ့အရာတွေတပ်ဖြတ်ညှင်းဆဲခံရတဲ့အရာတွေကျွန်တော်နားမလည်နိုင်ဘူးကျွန်တော်နားမလည်နိုင်ဘူးဒါပေမဲ့အရာအားလုံးဟာ ကိုတော့မသိလိုက်တော့အရာကိုတော့မကြားလိုက်တော့အရာကိုတော့မမြင်လိုက်တဲ့အရာဘာတစ်ခုမှမရှိဘူးဆိုတာကိုကျွန်တော်အကျွေးမဲ့ယုံကြည်မျှော်လင့်ခြင်းနဲ့အတူဝန်ခံခြင်းနဲ့အတူကျွန်တော်ရဲ့အနာဂတ်တစ်ခုလုံးမှာကျွန်တော်ယုံကြည်စိတ်ချစွာနဲ့ကိုတော့ဟာကြွလာတော့သူအေကံအမှန်ဖြစ်တယ်လို့ကိုတော့ကပဲအတိတ်ပစ္စုပန်အနာဂတ်ကာလလျှောက်လုံးမှာကိုတော့ရဲ့သူ့ရဲ့ plan ရှိတဲ့အတိုင်းသူကပဲဥဆောင်ပေးနေတယ်ဆိုတဲ့ဥစ္စာကိုတင်ယုံကြည်စိတ်ချစွာနဲ့ သင်ဝန်ခံတတ်ဖို့အရေးကြီးတယ်ဆိုတဲ့ဥစ္စာကိုဒီနေ့ဒီနှုတ်ကပတ်တော်အဖြစ်အနည်းငယ်တိဆောက်လို့ပါတယ်။အရောက်တိုင်းပေါ်မှာဖျားရှင်သားရွေးဖွင့်ပြကောင်းချီးပေးပါစေ။